မင်္ဂလာပါရှင်မင်းသင်္ခဘေးဒင် application မှာကြိုဆိုပါရစေမင်းသင်္ခဘေးဒင်ပြည်သက်များအတွက်2025မေလ25ရက်နေ့မှ2025မေလ31ရက်နေ့အထိတပတ်စာဘေးဒင်ဟောဆက်တက်များကိုဖော်ပြပေးတော့မှာဖြစ်ပါတယ် ။တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေးခြင်းဟောစတန်နိုင်ငံခြားမှာအလုရှာနေပါကသို့မဟုတ်နိုင်ငံခြားကိုအလုရှောက်လန်းထားပါကအလုရမည်။အိမ်အိမ်ကန်းတိုက်ခန်းကွန်ဒိုကန်းအရှောင်းအဝယ်ဖြစ်မီငွေအနှဲငယ်ထွက်မီတယ်လီဖုန်းအသစ်ဝင်မီအမှုပညာလုပ်ငန်းနှင့်ပတ်သက်ပြီးသတင်းကောင်းကြားရမည်။ဈေးရုံကိုလူနာသွားမေးရမည်။မေးခဲ့တော့ကောင်း၏။ဈေးမကြီးကတော့ခါနာမီပညာရေးမှာကံကောင်းပါသည်။နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကအကြောင်းဝင်ခွင့်ရရှိမည်။အခြေအနေအိမ်အောင်ရေးတာရပါသည်။ကံကောင်းသောခန်းများမှာ 1330ခွန်ကနန်းများဖြစ်ပါသည်ကျေရအနေဖြင့်တနင်္ဂနွေနေ့မှာတကိုးကြီးဖျားတနင်္ဂနွေတောက်မှာရေစာကိုညို့တပြေကိုညို့ခန့်ကော်ကိုညို့ကတ်လူပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် တနင်္လာသားသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတယ်နိုင်ငံသားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်ရရှိရန်ရှိသောငွေများဝင်မိတင်ကောင်းကိုကြားရမည် အမှုရှိပါကအမှုနံမီအိမ်ဆောက်ရန်ပတ်နေရရမည်မြေအကြောင်းအဝယ်ဖြစ်မီအမှုပညာလုပ်ငန်းလုပ်ပါကအမှုပညာနှင့်ပတ်သက်တဲ့လုပ်ငန်းအတွက်အောင်မြင်မှုရရှိမည်တခုခုကပိုင်းနဲ့ခံရတတ်သည့်တတိထားပါ တယ်လီဖုန်းပြောင်းပြီပညာရေးမှာကံကောင်းပါသည်စံမှုပဲဖြစ်ပါကအောင်မြင်ပြီဇမ်းမာရေးကတော့တဲကြီကြောက်တယ်မီအချီရေးမှာချစ်သူရိအမုန်းစကားကြားရမီအိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နှင့်စကားများရမီကံကောင်းသောကနန်းများမှာငါခွန်ကိုကနန်းများဖြစ်ပါသည်ရေရရာအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးပြတနင်္လာထောင်းမှာငွေထီးနှစ်လက်ကတ်လူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် အင်္ဂါသားသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတန်အိန္ဒိယအရွှေ့အပြောင်းပေါ်ပြီးအင်သစ်တက်ရမည်နိုင်ငံခြားငွေဝင်ပြီးသို့မဟုတ်နိုင်ငံခြားမှငွေရောက်မည်ပဲပြောင်းနှံကောက်ပဲတင်နိုင်ရောင်းဝယ်ရေးမှာဈေးကောင်းရမည်အမွေကိစ္စစကားပြောရမည်ရွှေထွက်မည်ရွှေမျိုးတအူးအူးဤတတူရှယ်ယာလုပ်ငန်းများပေါ်မည်ပြရဖို့ခရီးအတွက်အစီအစဉ်ပြုလုပ်ရမည်ပညာရေးမှာကံကောင်းပါသည်စာမေးပွဲအတွက်သတင်းကောင်းကြားရမည်ကျန်းမာရေးကတော့အရေးကြီးပေါင်းယောဂါရမည်အချင်းရေးမှာချစ်သူနှင့်အတူအလှူဒါနပြုလုပ်ရမည်အိမ်တော်ရေးမှာလည်းတာယာပါသည်ကံကောင်းသော ခန်းများမှာ1နှင့်5ခန်းများဖြစ်ပါသည်ဂျေရီယာနေဖြင့်အင်္ဂါနေ့မှာတကိုးကြီးဖျက်အင်္ဂါတောက်မှာစီတမင်း၃ပွဲကပ်လှူပါအင်္ဂါသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ဟိုတဟူသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းရမည်မော်တော်ဆိုင်ကယ်အရာအဝယ်ဖြစ်မည်အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမည်ရွှေအရာအဝယ်ရွှေလုပ်ငန်းမှာပြဿနာအနေငယ်ပုံမည်နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားမှငွေဝင်မည်ဖုန်းဖုန်းအသစ်ဝင်မည်စာချုပ်စာတမ်းပြုလုပ်ရမည်ပညာရေးမှာတိုးတက်မှုရှိပါသည်ကျန်းမာရေးအနေနဲ့နှလုံးအားနည်းမည်အချစ်ရေးမှာချစ်သူနှုတ်ကြားနားလည်မှုလွယ်မှမည်အိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကနန်းများမှာ3 4 6ကနန်းများဖြစ်ပါ သည်ဒေဒရာအနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကူချီဖျားဗုဒ္ဓဟူးထောက်မှာရွှေချီလေးလက်ကတ်လူပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါလိမ့်ရှင် ကြာသာပရိသတ်သမီးများအတွက်တပတ်စာပြေတင်ဟော့စတန်မျော်လင့်ထားသောငွေဝင်ပြီးဝင်ငွေကောင်းပြီးတွေးကိစ္စရှင်အေးရမည်အလို့အစ်စ်အတွက်အင်တာဗျူးဝင်ရမည်နိုင်ငံသားတန်ရုံတရုံမှဗီဇာလျှောက်ထားပါကဗီဇာရမည်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းထဲမှာအထက်လူကြီးနှင့်စကားများရမည်ပြည်အယောင်အဝယ်ဖြစ်ပြီးလူပညာလုပ်ငန်းမှငွေဝင်ပြီးအမိအဖတအုပ်ဦးကျန်းမာရေးညံ့မည်ပညာရေးမှာကြိုးစားမှုအားနည်းနေပါသည်ကျန်းမာရေးမှာခေါင်းမှုကောင်းကိုက်ဖြစ်ပြီးအချင်းရေးမှာချစ်သူဦးလှည့်ပြခြင်းကိုခံရမည်အိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကနေ့များ များမှာနှစ်လေးခွန်ကနဲများဖြစ်ပါသည်ဒေဒရာအနေဖြင့်ကြာသာပတိနေ့မှာတကိုးကြီးဖျက်ကြာသာပတိတောင်းမှာဇီကိုညွန့်တပြေကိုညွန့်ခန့်ကော်ကိုညွန့်ကတ်လူပါကြာသာပတိသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ။ဟောက်ကြသားသမီးများအတွက်တပတ်စာပေနေ hospital အလုံးအစ်စ်အတွက် interview ဝင်ရမည်အောင်မြင်မည်။နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားငွေဝင်မည်။အမှုကိစ္စရှိပါကညှိနှိုင်းရမှာအောင်မြင်မည်။အင်းအင်ကတိုက်ခန်းကွန်ဒိုကန်အရောင်းအဝယ်ဖြစ်မည်။ပဲပြောင်းနှံကောက်ပဲသည့်နှံရောင်းဝယ်ရေးမှဈေးကောင်းရရှိမည်။သေယုံတို့လူနာသွားမေးရမည်။မေးခဲ့သောကောင်း၏တယ်လီဖုန်းအစ်စ်ဝင်မည်ဆိုင်ကဲအရောင်းအဝယ်ဖြစ်မည်။ပညာရေးမှာကံကောင်းပါသည့်နိုင်ငံခြားမှကျောင်းတက်ခွင့်ရမည်။ဈေးမကြီးကတော့သွားနာသွားကိုက်ဖြစ်မည်။အခြေရင်းနှင့်အိမ်တော်ရေးတရရပါသည်။ကံကောင်းသောခဏ နန်းများမှာ၄ခုံ၉ကနန်းများဖြစ်ပါသည်။ပြရေအနေဖြင့်တောက်ကြနှင့်တကိုးကြီးပြရတောက်ကြထောင်းမှာရှေကိုးွက်ရှေတက်ပဲပါ။တပြေကိုညွန့်ထိုးပါ။ပြောင်းနိုင်ကိုတိုင်းထုံညိပူဆိုပါ။တောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်။ စနစ်သားသမီးများအတွက်တပတ်စာပေခြင်းဟောစတဲ့ပိုပိုင်လုံငန်းစတင်ရန်အစီအစဉ်ပေါ်ပြီးနိုင်ငံခြားမှာအလုပ်ရှာနေပါကသို့မဟုတ်နိုင်ငံခြားမှာအလုပ်လျှောက်လန်းထားပါကအလုပ်ရမည်။တမန်ရတနာရောင်းဝယ်ရေးမှကောင်းပြီးအိန္ဒိယအရွှေ့အပြောင်းပေါ်ပြီးသို့မဟုတ်အင်သစ်တက်ရမည်။ရွှေဝင်ပြီးထွက်ထားသောရွှေများလည်းပြန်ဝင်ပြီ။ပညာရေးမှအောင်မြင်ပြီးကျန်းမာရေးမှခြေထောက်နာမည်။အချင်းရေးမှချစ်သူနှင့်အဆက်အသွယ်ပြည့်နေလိမ့်မည်။အိမ်ောင်ရေးမှလည်းအိမ်ောင်ဘက်နှင့်စကားများရမည်။ကံကောင်းသောကနန်းများမှ260ကနန်းများဖြစ်ပါသည်။ဒေရယာအနေဖြင့်စနေနေ့မှာ နေအိမ်ဖျားចောင်းဆောင်မှာထိုးဘတ်ထမင်းကတ်လူပါတနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နှင့်ဗီဒီယိုကောမင်းမြန်နိုင်ပါတယ်ရှင်ဆရာချင်းမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနှင့်လည်းဗီဒီမင်းမြန်နိုင်ပါတယ်ရှင်ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါပီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။ မင်းသင်္ကာပီရင် application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။